ရန်ပြည်နယ်ရှိပိုင်း၌2025 2026ပညာသင်နှင့်အခြေခံကျောင်းများစတင်ဖွင့်လှစ်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်ရှိပိုင်းရှိမြို့နယ်များတွင်2025 2026ပညာသင်နှင့်အခြေခံကျောင်းများကိုဂျွန်လ2ရက်နေ့နက်ပိုင်းမှစ၍မြို့နယ်တွင်းရှိအခြေခံပညာကျောင်းများဖုံးတော်ကြီးတင်ပညာရေးကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများသီးသီးတွင်စတင်ဖွင့်လှစ်လျက်ရှိကြောင်းသိရှိရပါသည်။ ထို့သူကြောင်များစတင်ဖွင့်လှစ်သည့်နေ့တွင်မိဘအုပ်ထင်းသူများကမိမိတို့သားသမီးများကိုကျောင်းသို့လာရောက်ပို့ဆောင်၍သက်ဆိုင်ရာအတန်းမှတာဝန်ရှိဆရာဆရာမများထံအနှံခဲ့ကြပါသည်2025 2026ပညာသင်နှစ်တွင်ကျောင်းနေရွယ်ကလေးများအားလုံးစင်စစ်မပြတ်ပညာသင်ယူဖို့ကျောင်းအနှံကြပါစေဆောင်ပုံနှင့်အညီမေလ22ရက်နေ့မှ31ရက်နေ့ထိကျောင်းအနှံ၏ရက်သက်တစ်ပတ်အဖြစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ၂ရက်နေ့တွင်အခြေခံကြောင်းများအလုံးစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းတွင်ကြောင်းများဖွင့်လှစ်ရာတွင်ကျောင်းသားကျောင်းသူများအေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက်နေမြေခံတပ်ရင်းများမှတပ်မတော်သားများရဲတပ်ဖွဲ့ဝင်များပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များကလုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းတွင်2025-2026ပညာသင်နှင့် ကျောင်းနံရီလုပ်ငန်းများကိုစတင်အကောင့်ထပ်ဖို့ဆောင်ရွက်ခဲ့ရာယနေ့ကျောင်းခွင့်လက်တီဂျွန်လ၂ရက်နေ့ထိအခြေခံပညာကျောင်းများအလေရန်ဖုံးတော်ကြီးသင်ပညာရေးကျောင်းများနှင့်ကိုပိုင်ကျောင်းများတွင်မူလရန်61865ဦးအလေရန်ကျောင်း15304ဦးနှင့်အထက်တန်းကျောင်း9016ဦးစုစုပေါင်း7185ဦးရှိကြောင်း တို့ဘက်ပြည်နယ်ပညာရေးယုံကျိုင်းတုံမှာသိရှိရပါတယ်ခင်ဗျာ။